မိုးညကမောင်မဲပြီးတော့ခြောက်ခြားစရာကောင်းနေပါတယ်။ကြက်ကုံးမြစ်တစ်ခွင်လုံးဖားမျိုးပေါင်းများစွာရဲ့အော်တန်တွေနဲ့စုညံ့နေပါတယ်။ ်မိုးလေးကလည်းတဖွဲဖွဲရွာနေပါတယ်တစ်ချက်တစ်ချက်လင်းလက်သွားတဲ့လျက်စီးချောင်းရဲ့အလင်းရောင်အောင်မှာလူလိုလိုအရိပ်လိုလိုအရာတွေကိုမြင်တွေ့ရတယ်လို့ပါပဲဒါဟာကြက်ကုံးမြေတွေကိုရောက်လာတဲ့လူတိုင်းမြင်တဲ့ထင်တဲ့အရာတွေပါတကယ်မြင်ရလားကြက်ကုံးမြေဆိုတဲ့အစွဲကြောင့်စိတ်ထဲကထင်တာလားဆိုတာကိုတော့ဘယ်သူမှမသိနိုင်ပါဘူးဘာပဲဖြစ်ဖြစ်ကိုအီးထွန်းကတော့ငါးကိုင်းထောက်ကရိယာတွေတပည့်ဓမီတစ်ဖက်နဲ့ကြက်ကုံးမြေတွေကိုဝင်လာခဲ့ပါပြီသူကဘာကိုမှမကြောက်တတ်မလန့်တတ်သူလို့ပြောရင်ရပါတယ် လဲမဲ့ရမဲ့ကြာပန်းလောက်ကန်စားသောက်သူဖြစ်တဲ့အတွက်ကြောက်စိတ်လန်းစိတ်မရှိတာလည်းဖြစ်နိုင်ပါတယ်။ဥညိုကံမမောကိုရောက်တော့ကိုအေးထွန်းရက်လိုက်ပါတယ်။ဂိုင်းနန်းတွေကိုပြင်ဆင်ပါတယ်။တီဘူးတွေကတီကောင်လေးတွေကိုထုတ်ပြီးတော့ငားများကြိတ်မှတက်ပါတယ်။ပြီးတော့ကန်ဆက်နေရအနှံ့လိုက်ပြီးတော့ထိုးဆိုင်လိုက်ပါတယ်။ငမားကြိတ်မမြင်မနဲ့ငစားသားမြင်တဲ့ကောင်တွေခဏနေအစာလာဟက်ပါလိမ့်မယ်။အဲဒီတော့မှပဲသူဟာအသာဆင်းဖြုတ်ရုံမှာပဲ။ ပါလာတဲ့ဂိုင်းတောက်တန်တွေအားလုံးကုန်အောင်ထိုးဆိုင်ပြီးတော့ကိုရီးထွန်းကနည်းနည်းမောသွားခဲ့ပါပြီ။ကံမောင်မောကတရက်ပင်ရဲ့အောက်မှာခြေပြစ်လက်ပြစ်ထိုင်ချလိုက်ပါတယ်။မိုးမဆူအောင်ဂယုတစိုက်ထုတ်လာခဲ့တဲ့စစ်လိမ့်နဲ့ဂံမီးချစ်လေးကိုထုတ်ပြီးတော့မင်းကြီးဖွာရှိုက်နေပါတယ်။သူကသာအကြောင်းမရှိအလန့်မရှိအေးအေးဆေးဆေးငါးဂိုင်းထောက်နေတာပါ။ဥညိုကံဆိုတာကလည်းတရက်၆တယ်လို့နာမည်ကြီးတဲ့ကံပါပဲ။တော်တော်လေးကြာတော့အမောပြေသွားခဲ့ပါတယ်။သူကကံဆက်ကိုဆင်းပြီးတော့ဂိုင်းထောက်ထားတဲ့ငါးဂိုင်းတွေကိုကြည့်ပါတယ်။မိနေတဲ့ဂိုင်းကငါးလေးကိုဖြုတ်ပြီးတော့ငါးစာအစ်တက်ပါတယ်။ အဲ့ဒီအချိန်မှာပဲဘွမ်းကနေဘွမ်းကနေဆိုပြီးတော့ငါးပွက်နေတဲ့အတန်လိုလိုကြားလာရပါတယ်ရုတ်တရက်ဆိုတော့နှစ်ချုံငရဲ့ညီမလားဆိုပြီး तू ကထင်လိုက်ပါသေးတယ်အတန်ကြားတဲ့ဘက်ကိုဒမီနဲ့လန့်ထိုးကြည့်လိုက်ပါတယ်ဒါပေမဲ့ဘာမှတော့မတွေ့လိုက်ရပါဘူးသူ့ရဲ့ကြောထဲမှာစိန်ကနေဖြစ်သွားခဲ့ပါတယ်တရေများခြောက်နေတာလားပေါ့အဲ့ဒီအတွေးတွေကြောင့်ပဲစက်သိမ်းမွင်းညင်းတွေပါထားသွားခဲ့ပါတယ်ခဏလောက်နေတော့မှစွစွနာကငါးပွက်နေတဲ့အတန်မျိုးထတ်ကြားရပြန်ပါတယ် तू ဒမီနဲ့လန့်ထိုးကြည့်ပြန်ပါတယ်အဲ့ဒီခါတော့ तू တစုံတယောက်ကိုတွေ့လိုက်ပါတယ်အဲ့ဒီတစုံတယောက်ကဒူးလောက်နဲ့ရှိတဲ့ရေစက်မှာမတက်ရက်ပြီးတော့သူ့ပဲလဲ့နေပါတယ် ကိုအေးထွန်းကလည်းအဲ့ဒီလူကိုဓမီနဲ့မလွတ်တန်းထိုးနေမိပါတယ်ဓမီအောင်ရဲ့အောက်မှာတော့ရောင်တစောင်းကြီးနဲ့အသက်60လောက်လူကြီးတယောက်ကိုတွေ့လိုက်ရပါတယ်လူကြီးရဲ့အရက်ကသူ့ထက်အရက်နည်းနည်းပဲမြင့်ပါလိမ့်မယ်ကိုလုံးကိုယ်တွေကလည်းပိမ့်ပိမ့်တွယ်တွယ်နဲ့အင်းကြီးလည်းဝတ်မထားပါဘူးပစိုးကိုကောင်ကြိုက်ထားပါတယ်သူ့ရဲ့ပေါင်တစ်ဖက်စလုံးကထိုးခွင်းတွေကိုမြင်နေရပါတယ်အဲ့ဒီလူကြီးကလက်နှစ်ဖက်ကိုခါထောက်ပြီးတော့စင်းစင်းဝါးဝါးကြီးကြည့်နေပါတယ်ပြီးတော့မှကိုအေးထွန်းကိုလန့်အောင်လိုက်ပါတယ်ဟဲ့အဲ့ဒီအချိန်မှာပဲတဖွဲဖွဲကြာနေတဲ့မိုးကတိကနေဆိုရက်သွားခဲ့ပါတယ် ကိုအေးတွန်းကဘာမှပြန်မပြောမိပါဘူးလူကြီးကသာကြည်နေမိပါတယ်အဲဒီလူကြီးကဒေါသထွက်သွားပုံရပါတယ်ဟဲ့အောင်တခိုးအဲဒီလူမျိုးထောက်အော်လိုက်ပါတယ်အဲဒီတော့မှပဲကိုအေးတွန်းကလွတ်လွတ်လပ်လပ်ဖြစ်သွားခဲ့ပါတယ်ဘာတခိုးလဲဗျာကျုပ်ကဘာသူပစ္စည်းမှမခိုးဘူးဗျာအဲဒီလူကြီးကလည်းပြန်အော်ပါတယ်ဒီကံကငါကံကွာဒီငားတွေကိုငါပိုင်တယ်ဟာဒါဥညိုကံအမြခမကံမဟုတ်ပါဘူးဟဲ့အောင်မင်းဒီကိုလာခဲ့စမ်းမင်းလာခဲ့စမ်းအေးအောင်အဲဒီလူကြီးရဲ့ပုံစံကဒေါသအမျက်ချောင်းချောင်းထွက်သွားတဲ့ပုံစံမှာပဲကိုအေးတွန်းကလည်းဝုန်းနေဆိုပြီးထားလိုက်ပါတယ် လူကြီးရက်နေတဲ့မြေဆက်ကိုပြေးဆင်းလာခဲ့လိုက်ပါတယ်။အဲဒီလူကြီးကလည်းသူ့ကိုရန်လုံးဖို့အသင်ဆောင်နေပါတယ်။အနီးကိုရောက်တာနဲ့ပဲကိုအေးထွန်းကအဲဒီလူကြီးရဲ့လက်ဝင်းကိုဖတ်ပြီးတော့လှဲချလိုက်ပါတယ်။အဲဒီလူကြီးကလည်းသူ့လက်ဝင်းကိုအမိရပြန်ဖတ်ပြီးတော့ပြန်လဲပါတယ်။နှစ်ယောက်စလုံးကရေထဲမှာလဲကျသွားခဲ့ပါတယ်။တယောက်ကိုတယောက်အနိုင်ရအောင်တပ်ပုတ်ရင်နဲ့ရေထဲမှာလုံးထွေးနေကြပါတယ်။တရင်ပုတ်ရင်နဲ့ကိုအေးထွန်းကအဲဒီလူကြီးရဲ့လက်မျိုးကိုလက်နှစ်ဖက်နဲ့ညှစ်မိသွားပါတယ်။အဲဒီလူကြီးကလည်းကိုအေးထွန်းရဲ့လက်ဝင်းကိုအတင်းညှစ်ထားပါတယ်။အဲဒီချိန်မှာပဲလူကြီးစီကနေအတန်ထွက်လာခဲ့ပါတယ်။ဟေးအော်တော်တော့ကငါမောနေပြီကွာ။ ကိုအေးထွန်းကလည်းသူ့ရဲ့လက်တွေကိုဖြီချလိုက်ပါတယ်အဲဒီလူကြီးကလည်းကိုအေးထွန်းလက်ဘေးကိုညှစ်ထားတဲ့လက်တွေကိုဖယ်လိုက်ပါတယ်ကိုအေးထွန်းကလူကြီးကိုဘာမှမပြောဘဲနဲ့ကံမောင်မောင်ပြန်တက်လာခဲ့လိုက်ပါတယ်စောစောနားကတရက်ပင်အောင်မှာတွားပြန်ပြီးတော့ထိုင်လိုက်ပါတယ်ခဏလောက်နေတော့သူထိုင်နေတဲ့နေရာကိုအဲဒီလူကြီးကရောက်လာခဲ့ပါတယ်ကိုအေးထွန်းရဲ့ဘေးမှာလည်းဝင်ထိုင်လိုက်ပါသေးတယ်မင်းတော်အားကောင်းတာပဲကွာနောင်လဲလာရင်လာခဲ့လေဒီနေ့လည်းငားတွေအများကြီးပေးလိုက်မယ်ကဲငါလည်းပြန်တော့မယ်ကွာ ဲလိုပြောပြီးတော့ကိုေးထွန်းကိုနှုတ်ဆက်ကထွက်သွားခဲ့ပါတယ်လေးငါးလမ်းလောက်ပဲလမ်းရပါသေးတယ်ကိုေးထွန်းရဲ့မျက်စိရှိမှာပဲအဲ့လူကြီးကဖြတ်ခနဲဆိုပြီးပျောက်သွားခဲ့ပါတယ်အခြေအနေကိုရိတ်စားမိတဲ့ကိုေးထွန်းကလည်းငါးထောင်ထားတဲ့ဂိုင်းတွေကိုအမြန်လိုက်နှုတ်လိုက်ပြီးတော့အိမ်ပြန်ပြေးခဲ့ရပါတယ်ငမားချင်းမှမိထားတဲ့ငါးတွေကိုတော့အိမ်ရောက်တော့မှဖြုတ်သွားပါတယ်ငါးတွေအများကြီးပေးလိုက်မယ်ဆိုတဲ့လူကြီးပြောသလိုပဲအန်ဩလောက်အောင်ငါးတွေရခဲ့ပါတယ်ပုံမှန်ဆိုလို့ရှိရင်ငရက်ငခုငစေရိုင်းလေးတွေအကောင်သေးလေးတွေက20သား25ချက်သားလောက်ပဲရတဲ့နေရာကနစ်ချိုးငရက်ကြီးတွေငခုကြီးတွေက2ပိတ်သား50 3ပိတ်သားလောက်ရတယ်ဆိုပြီးတော့ ကိုရေးထွန်းကပြောပြလာခဲ့ပါတယ်။အဲဒီလိုမျိုးဥညိုကန်ဆိုတာဘိုရဲရက်ွက်ရဲ့အနောက်ဘက်မလန့်မကန့်မှာရှိပါတယ်။တရဲတစီ6တယ်လို့လည်းနာမည်ကြီးပါတယ်။စာရေးသူကကိုရေးထွန်းကိုမေးကြည့်မိပါတယ်။အဲဒီလူကြီးကအနီးပါရက်ွက်တွေရွာတွေကလူတယောက်များဖြစ်နေမလားဆိုပြီးတော့ပါ။မဟုတ်ဘူးဆရာရဲ့။ကျွန်တော်ဒီမှာနေလာတာအနည်း20လောက်ရှိနေပြီဗျာ။သူ့လိုလူမျိုးမပြောနဲ့ရောင်တုံးပါတဲ့လူထိုးခွင်းရှိတဲ့လူတော့တခါမှတွေ့ဘူး။ဒါဆိုလို့ရှိရင်အဲဒီလူကြီးနဲ့နဗန်းလုံးရနဲ့လူတယောက်နဲ့နဗန်းလုံးရဘာကွာခြားမှုရှိလဲဗျာ။ဟုတ်တယ်ဗျာ။သူများတွေပြောတာတော့ကြားဘူးတယ်။တရဲနဲ့နဗန်းလုံးလို့ရှိရင်ရာဘာယုတ်ကြီးနဲ့နဗန်းလုံး းနေရတယ်လို့ပဲတဲ့လက်သီးနဲ့ထိုးလို့ရှိရင်လည်းဖွဲ့ကြီးကိုထိုးနေရတယ်လို့ပဲတဲ့ကျွန်တော်တွေ့ရတဲ့လူကြီးကနာနာဘာဝကလူအသွင်ယူထားတာကြောင့်ပဂရီလူတယောက်တိုင်းပဲဗျပြန်သွားတော့လေကျွန်တော်မျက်စိရှိမှလည်းဖြတ်ခနဲဆိုပြီးပျောက်သွားတာ တရဲမှာတရဲအစ်စ်ပါဗျာနောက်ရောခမအဲ့လူကြီးနဲ့ထပ်တွေ့သေးလားဗျာတုံးကလောက်တော့ထပ်တွေ့သေးရဲ့ဗျာတွေ့တိုင်းလဲရောင်နှုံးနဲ့အင်ကြီးကျွန်းနဲ့ပစိုးကရောင်းကြိုက်ကြီးနဲ့ပဲဗျာကျွန်တော်မြင်ပေမဲ့ဘာစကားမှမပြောဘူးသူ့လန်းသူဆက်သွားနေတာနောက်ဆုံးချိန်တွေ့တော့တော့သူတယောက်တည်းမဟုတ်ဘူးဗျာအဖော်နှစ်ယောက်ပါပါတယ်ထူးခြားနေတာသူတို့သုံးယောက်စလုံးကရောင်နှုံးနေနေရွယ်အင်ကြီးကျွတ်တင်နဲ့ပစိုးကရောင်းလဲကြိုက်ထားကြတယ်ပြီးတော့သုံးယောက်စလုံးကထိုးဝင်းမင်းကြောင်နေနေရွယ်အဲ့ဒီနောက်ပိုင်းကျွန်တော်ကြက်ကုန်းမြေထဲကိုမသွားလို့အဲ့လူကြီးတွေနဲ့တော့ထပ်မတွေ့ရတော့ဘူးဗျာကိုအေးတို့ကကြက်ကုန်းမြေမှာသူစုံတွေ့ခဲ့ရတဲ့နန္နာဘာဝလူကြီးတွေအကြောင်းအဆုံးသတ်လိုက် ်ပါတယ်ဒီကြက်ကုန်းမြေမှာတစေတရေပိတ်တာတွေကြက်တွေအများပြားနေထိုင်ကြတဲ့ကြောင်းစာရေးသူကြားမှုပါတယ်ကြက်ကုန်းမြေထဲဝင်လာသူတွေကိုနီးမျိုးမျိုးနဲ့ခြောက်လန့်တာတွေအကောင့်ထဲပြတာတွေလုတ်တက်တယ်လို့လည်းသိရပါတယ် ထူးခြားနေတာတကူကတော့နာနာဘာဝကလူနဲ့နဗန်းလုံးနဲ့ချက်ပါပဲ။တဆေတရေတွေရဲ့ပြုကျင့်လေးရှိတဲ့တဘာဝထဲမှာအပုပ်နဲ့ပေးတာတွေအကောင်အထည်ပြတာတွေပြင်လူနဲ့နဗန်းလုံးတဲ့အမူကျင့်တခုလည်းရှိလိမ့်မယ်လို့ထင်မိပါတယ်။ဒီတစ်ခါကြုံခဲ့ရတဲ့ဖြစ်ပျက်ကတရေ၆တယ်လို့ပြောရမလား။တေသူရဲ့ဝိညာဉ်ကိုထင်ပြတယ်လို့ပဲပြောရမလား။တခုခုတော့တခုခုပါပဲ။ဖြစ်ပုံကလည်းဒီလိုပါ။ကျွန်တော်တို့ရက်ွက်ထဲမှာတင့်ဆွေဆိုတဲ့လူတစ်ယောက်ရှိပါတယ်။တနေ့မှာတော့အဲ့ဒီတင့်ဆွေကဆိုင်ငယ်အက်ဆီဒန့်ဖြစ်ပြီးတော့တေသွားခဲ့ပါတယ်။ရက်ွက်ထုံးစံအတိုင်းတင့်ဆွေလောက်မြေချဖို့အတွက်အားလုံးကဝိုင်းဝန်းပြီးတော့လုပ်ကင်ကြရပါတယ်။ အဲ့ဒီထဲမှာကျွန်တော်ကလည်းရှေ့ဆုံးပါပါပဲရဲမှုကင်းတဲ့ဆိုင်တဲ့ကိစ္စဆိုတော့အလောင်းကိုဆေးရုံပို့တာလေဆေးရုံကနေအိမ်ကိုပြန်သေးတာရေလုံတိုက်တယ်လို့ခေါ်တဲ့အလောင်းကိုရေချိုးပေးတာအလောင်းစဉ်ပြင်တာအားလုံးကျွန်တော်ဥဆောင်ပြီးတော့လုပ်ပါတယ်။နာရီမန်းတန်းနဲ့ဇပွဲကလထိုင်ကိစ္စကိုတော့ဦးထင်းမောင်တို့ဦးတင်တန်းတို့တာရင်နာရီအတင်းကတာဝန်ယူပါတယ်။ပြောရအောင်မယ်ဗျရုတ်တရက်သေးသွားတဲ့အစိမ့်သိမ်မို့လားမသိဘူး။တင်းဆွေကလည်း6လိုက်တာမှဗျောင်းဆန်နေတာပဲတရက်ကွက်လုံးကိုမဲရအောင်ဗျ။ညညဆိုလို့ချင်းခွေးတစ်စီစီနဲ့ရက်ကွက်နှံ့ကိုရှောက်သွားနေတာ ညာဘက်လျှောက်သွားနေတဲ့သူတွေအတုပအိမ်ကိုသွားတဲ့လာတဲ့လူမှန်သမျှတင်းဆွေ၆တာခံခဲ့ရတယ်ဗျာညာဘက်အမောင်ကြီးထဲမှာနောက်ကနေပြီးပခုံးလန်းပုတ်တာတွေကြောပုတ်တာတွေခံရသူကခံရတချို့ကြတော့လေရေနဲ့ပတ်တာပါခံရတယ်ဗျာခင်မင်းရင်းနှီးသူတွေရဲ့အိမ်နဲ့ညီကိုမောင်နှမအိမ်တွေကိုလည်းသွားပြီးတော့အိမ်ထံတွေကိုတဘုံဘုံနဲ့ပုတ်တယ်အိမ်တလုံးလုံးကတော့တိတ်နေတိတ်နေတုံခါဝေါအောင်လှုပ်တာဗျာမနက်မိုးလင်းတာနဲ့ညာတင်းဆွေလာပြီးတော့အိုးတွေခွက်တွေလန့်နေစောင်းနေလာဆွဲတဲ့အိမ်ထံကိုပုတ်တယ်ဘာလုပ်တယ်ညာလုပ်တယ်ဆိုပြီးပြောဆိုကြတဲ့ဇာတ်ကားတွေကတရက်ကွက်လုံးညံစီနေရပါပဲကျွန်တော်လဲဝေယဝိဆက်ကိစ္စဝိုင်းကူလုံးနေတဲ့ အိမ်တော့မပြန်ဖြစ်ပါဘူး။နေရောညရောအတုပအိမ်မှာပဲအချိန်ကုန်နေပါတယ်။တရက်ကွက်လုံးပြောင်းဆန်အောင် တင့်ဆွေခြောက်နေပေမဲ့ကျွန်တော်တို့တော့တစ်ခါပဲခြောက်တယ်ဗျာ။တညမှာအိမ်မောကရှိုးပိုင်းအောင်ကောက်ကောက်ပေးနေနေအပေါ်သွားကျင်လို့ဆိုပြီးအိမ်ရောက်ဆင်းနေတာဗျာ။ချင်းအိမ်ကပတ်ပြီးတော့အမောင်ကြီးကြတဲ့အုံမင်ချင်းအိမ်မှာထိုင်လိုက်တယ်။မှန်တာပြောရလို့ရှိရင်တရေရန်ခြောက်တယ်လူပြောများလုံးလို့ထင်ပါရဲ့ဗျာ။ ကြောက်စိတ်တွေကကျွန်တော်တကူလုံးဖုံးလွှမ်းနေရဗျမောင်းနိုင်လို့သာအင်းရောက်ဆင်းရတာဗျဘဲချင်းဘလို့၆လိုက်မလဲဆိုပြီးတွင်းနဲ့လန့်နေရအဲ့လိုနဲ့ကြောက်ကြောက်နဲ့ပဲကျွန်တော်လည်းအပေါ့ထိုင်သွားလိုက်တယ်မြန်မြန်သွားပြီးမြန်မြန်ထလာတယ်ပေါ့ဗျအိမ်မော်အမြန်ပြန်တက်ပြေးဖို့ဟန်ပြင်နေတော့မှာပဲကျွန်တော်ပခုံးကိုဖြန်းကနေဆိုပြီးရိုက်လိုက်တာခံလဲရတယ်ဗျကျွန်တော်တကူလုံးတုံလို့သွားပဲကြောက်လုံးလို့ခေါင်းနှောင်းနေတောင်ကြီးသွားရလို့ထင်ရတယ်ကျွန်တော်လက်တောင်မကြည့်မိပါဘူးဗျ လေကနေပြီးတော့ဒရုန်းတို့မြည်အောင်အိမ်မော်ပြေးတက်သွားခဲ့တယ်။အဲ့ဒီဖြစ်ပျက်ကတိတ်ဆွေရဲ့လောင်းမတကြုံမီညာကြုံခဲ့ရတဲ့အဖြစ်ပြပါ။အဲ့လိုနဲ့ပဲအတုပရက်လယ်တဲ့နေကိုရောက်လာတယ်ဗျ။ကျွန်တော်တို့ကညွတ်ကွေးမြို့မှာထုံးစံတစ်ခုရှိတယ်။တေရား၅ရက်ပြည့်လို့ရှိရင်ရက်လယ်စွန့်သွတ်လို့ရှိတဲ့ထုံးစံပဲဗျ။တိတ်ဆွေအတုပကလည်း၅ရက်ပြည့်တဲ့နေမှာပဲရက်လယ်စွန့်သွတ်ပြီးပြီ။နာရေးမနဲ့လည်းဖြတ်ပြီးပြီ။စပွဲတွေကလထိုင်နေရလည်းပြန်ပို့ပြီးပြီဗျ။ဆိုရလို့ရှိရင်တော့အိမ်ရှိမှာရှင်းလင်းနေပြီပေါ့ဗျ။အိမ်ပေါ်မှာပဲအတုပအိမ်ဆောင်ပိုကဖဲဝိုင်းလေးတဝိုင်းရှိနေ။ကျွန်တော်တို့အိမ်ကိုမပြောင်းရသေးဘူးဗျ။အတုပအိမ်မှာပဲရှိနေသေးတယ်။ည7နာရီလောက်မှ ပိုကာဝိုင်းရတယောက်ကဘီယာဝယ်ဖို့အတွက်အကူအညီတောင်းတာဗျ။ဘီယာဖို့ပတ်စံယူပြီးတော့ကျွန်တော်လည်းအောက်ဆင်းလာခဲ့လိုက်တယ်။အဲဒီမှာပဲကျွန်တော်တင့်ဆွေကိုတွေ့လိုက်ရတာပဲဗျ။အင်ရှစ်ချန်ပြင်မဲ့မကြီးပင်ကိုမိပြီးတော့တင့်ဆွေရက်နေတာကိုတွေ့လိုက်ရတယ်။ လူဘဝတည်လွန်ပြီးတော့ဘဝတစ်ကိုကူးပြောင်းသွားတဲ့သူဘလို့လှုပ်ပြီးတော့ဘဝဟောင်းကလူပုံသဏ္ဍာန်တိုင်းအကောင့်ထဲပြနိုင်ရလဲကျွန်တော်ညံတထွာတမိုက်နဲ့ဘလို့မှကိုစဉ်းစားလို့မရဘူးဗျာဘလို့ပဲဖြစ်ဖြစ်ကျွန်တော်မြင်နေရတာတော့တင့်ဆွေမှာတင့်ဆွေအစ်စ်ပဲဗျာအရက်ရှိရှိကိုလုံးကိုတွေကလည်းတောင်းတောင်းတင်းတင်းနဲ့အင်းကြီးမဝတ်ဖက်နဲ့ဒူးဘုံယုံဘောင်းမီတို့နဲ့ဗျာသူမသေးခင်တော့မြင်နေကြတွေ့နေကြအတိုင်းပဲတင့်ဆွေကအိမ်မော်ငေးကြည့်နေတာဗျာနာနာဘဝတယောက်နေနေတော့အိမ်မော်တက်ခွင့်မရတာများလားဆိုပြီးကျွန်တော်ကစဉ်းစားမိသေးတယ်တင့်ဆွေကိုကြည့်ပြီးတော့ကျွန်တော်တနာလာတာဗျာဝမ်းနေပြီးတော့ရင်ထဲမှာစို့တော်စို့နေလာတယ်တင့်ဆွေမင်းကမသေး သင့်မယ်နဲ့တေရတယ်ကွာငါတကယ်ဝမ်းနဲ့လို့မဆုံးပါဘူးပြောနေရင်ရတယ်ကျွန်တော်ဘလို့မှထိန်းလို့မရတော့ပဲရှက်ကြီးတငင်ငိုချလိုက်မိတယ်ကျွန်တော်ရဲ့ငိုတန်းကြောင့်ဘာဖြစ်တာလဲဆိုပြီးတော့လမ်းမိတယ်ဗျာကျွန်တော် တင့်ဆွေကိုလက်ညှိုးထိုးပြလိုက်တယ်ဒီမှာတင့်ဆွေရက်နေရလေကွာငါတနာလို့ငုံမိတာပါကျွန်တော်အိမ်မော်ကိုပြန်တက်လာခဲ့လိုက်ပါတယ် တင်းဆွေကိုသူမိမလည်းမြင်မုံရတယ်ဗျ။ကိုတင်းဆွေကျမတို့မိသားစုကိုရှင်ကရေးရဲဆက်ဆက်ထားခဲ့ပြီးတော့ဘာကြောင့်မလို့ခုမှပြန်လာကြည့်နေရလဲ။အဲ့လိုမျိုးပြောဆိုပြီးတော့အုံငုံနေပါတယ်။တင်းဆွေကလည်းညှိုးငယ်နေတဲ့မျက်နှာလေးနဲ့ကြည့်နေရတယ်လမ်းမကြီးတိုင်းမြောက်ဖက်ကိုထွက်သွားတာကိုတွေ့လိုက်ရတယ်ဗျ။ခဏလောက်နေတော့မြောက်ပိုင်းတစ်ပိုင်းလုံးခွေးဦးတန်းနဲ့ခွေးအောင်တန်းနဲ့စူညံနေအောင်ကြားရတော့ပါပဲဗျ။အဲ့ဒီဖြစ်စဉ်မှာဝိညာဉ်ဘွားရောက်သွားတဲ့တင်းဆွေရဲ့ရုပ်သွင်ကိုကျွန်တော်မြင်ရတယ်။သူမိမလည်းမြင်ရတယ်လို့ပြောတယ်ဗျ။ဘာကြောင့်လဲတော့မသိဘူး။တခြားသူတွေကတော့မမြင်ရဘူးလို့ပြောကြပါရစေ။ တင်းဆွေရဲ့ဇနီးဖြစ်သူဟာအမှန်တကယ်မြင်တာဟုတ်လားမဟုတ်လားဆိုတာတော့ကျွန်တော်လည်းသေချာမသိနိုင်ပါဘူး။ကွယ်လွန်သွားပြီဖြစ်တဲ့တင်းဆွေရဲ့ဘဝတက်ကဝိညာဉ်ကိုကျွန်တော်တကယ်မြင်လဲရတာဗျ။ယခုတင်ပြခဲ့တဲ့အကြောင်းအရာလေးတွေကတော့ဗကိုးတိုင်းဒေသကြီးအရှိချမ်းဖြူးမြို့နဲ့ကညွတ်ကွင်းမြို့ဘိုရဲရဲကွက်တဲ့ပိုင်းမှာနေထိုင်တဲ့ကိုအေးထွန်းကြုံခဲ့ရတဲ့အဖြစ်အပျက်တွေပါ။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစွန်နေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မိုးရင်ရေးသားသူကိုလည်းဂါရဝပြုရင်နဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။